ဲအားလုံးပဲမင်္ဂလာပါအမကောမန့်တစ်ခုထပ်တွေ့လာပါပြီနော်အဲ့တော့ခမရအဘတွေကပေးမလို့ဘူးတဲ့ဒေါ်စုကအမြင့်ကိုဆွဲတင်ခြင်းတဲ့ခမရအဘတွေကဆွဲချနေတာတဲ့ကျွန်တော်မြန်မာတက်မတော်ရဲ့ကာချုပ်တွေကနိုင်ငံကိုဆွဲချနေတာတေကြတာလားခင်ဗျားတို့ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံကိုဆွဲချသွားတာလားဆိုတာကိုမြင်အောင်ကြည့်ပါ တို့တို့မြန်မာနိုင်ငံဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ်ဗုဒ္ဓဘာသာသာသနာကိုထွန်းလင်းတောက်ပေါက်အောင် supporting ပေးတဲ့ခေါင်းဆောင်ဒီတာနိုင်ငံကိုဆွဲတင်တယ်လို့ခေါ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကဗုဒ္ဓဘာသာကိုခြာနင်းတာပါမွတ်စလင်တွေကိုဆွဲတင်တာပါနိုင်ငံကိုချနေပြီးမွတ်စလင်တွေကိုဆွဲတင်သွားတာပါ။တမိုင်းကိုလိလာပါ။အ တမ်မတော်ခေါင်းဆောင်တွေကခိတ်ဆက်ဆက်နိုင်ငံကိုဆွဲတင်သွားတာပါလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဆက်ရွှေတိုက်နဲ့ဥနေဝင်းတို့ဆက်ရွှေတိုက်နဲ့ဥနုတို့เนาะကျွန်တော်တို့အစိုးရတက်လာတာပေါ့၄၀ခုဖွဲ့စည်းပုံနဲ့အညီเนาะအဲကျွန်တော်ဖာစာပလအစိုးရလို့ခေါ်မှာပေါ့เนาะဖာစာပလအစိုးရခေါ်မှာပေါ့တက်လာတယ် အဲ့ဒီမှာဦးနှုကြီးကမနိုင်ဦးနှုကြီးကမထိန်းချောင်းနိုင်တော့ဦးနေဝင်းကိုတာဝန်လွှဲရတယ်6လအတွင်းရွေးကောက်ပွဲကျင်းပပေးပြီးတော့ပြည်သူအာဏာပြည်သူပြန်လှည့်ပေးပါဆိုတော့6လနဲ့မပြီးဘူးတနှစ်နဲ့9လစုစုပေါင်း18လကြာမှဦးနေဝင်းအိမ်ဆောက်အစိုးရနဲ့ရွေးကောက်ပွဲပြန်လှုပ်ပြီးတော့ရဲသားအစိုးရပါထပါထစအစိုးရလက်ထက်ကိုပြန်ထည့်ပေးတယ်တင်းကြီးအောင်လှုပ်ပေးတာ မနိုင်တာကခင်ဗျားတို့ရဲသားအစိုးရ နိုင်ငံကိုတင်မထိန်ကြောင်းနိုင်တာခင်ဗျားတို့အရသာအစိုးရတည်ငြိမ်အောင်ပြန်လုပ်ပြီးတော့ရသာအစိုးရထဲကိုပြန်လက်ပြန်နိုင်ငံကိုပြန်ဆဲတင်ပေးပြီးတော့ခင်ဗျားတို့ပြည်သူလက်ထဲကိုပြန်ထည့်ပေးတာအိမ်ဆောက်အစိုးရအဲ့ဒီလိုနဲ့ပါဒသအစိုးရဥနုကြီးပြန်တက်လာတယ်ဘာဖြစ်လဲဖက်ဒရယ်ဖွဲ့စည်းပုံပြင်ဖို့လုပ်တယ်အဲ့ဒီမှာပြဿနာတွေတက်တဲ့ရှမ်းစော်ဘွားကိစ္စတွေနဲ့ခင်ဗျားတို့နားမလည်ဘူးလားဟမ်အဲ့ဒီလိုနဲ့တော်လိုင်းရေးကောင်စီအာဏာသိမ်းပြီးတော့ နိုင်ငံအရေးတခုပြန်သွားတယ်ရွေးကောက်ပွဲပြန်ကျင်းပပေးတယ်84ပြီးတော့ဗာဖြစ်လဲအော်40ကုန်ပြီးတော့84ဖွဲ့စည်းပုံထက်ထွက်လာပြီးတော့နိုင်ငံအရေးတခုပြန်သွားပေးတယ်အဲ့ဒီလုံနဲ့ပြဿနာထက်တဲ့88မှာဗာဖြစ်လဲအစိုးရတရဲ့နဝရနာဖပေါ်လာတယ်ပြည်သူတွေကိုပြန်ပြီးတော့ရွေးကောက်ပွဲပြန်ကျင်းပပေးပြီးတော့ဖွဲ့စည်းပုံနဲ့ညီရဲသားအစိုးရလက်ထက်ပြန်ထည့်တယ်နိုင်ငံကိုတကယ်ဆွဲတင်ခဲ့တာတက်မတော်အစိုးရဗျာ ဘာသာသာသနာကိုချနေပြီးတော့မွတ်စလင်တွေနဲ့အလုံးလုံးပေးသွားတာက NLD အစိုးရကယ်ရှင်းပြီလား